ါပါရှင်ရန်ကုန်ခေတ်ရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်အလောက်ကိုင်းနိုင်ငံကူးလက်မှတ် PG တွေအားလုံးကို PPPT နဲ့ PE နိုင်ငံကူးလက်မှတ်အမျိုးအစားတွေကိုပြောင်းလဲခွင့်မပေးဖို့လှုပ်ဝက်အမိန့်နဲ့စစ်တပ်ကလုံးဝပိတ်ပင်လိုက်ပြီး PG မဟုတ်တဲ့နိုင်ငံကူးလက်မှတ်တွေနဲ့ပြပထွက်ကစစ်မှုထမ်းတိမ်းရှောင်ဖို့ကြိုးစားနေတဲ့လူငယ်တွေကို တားဆီးလိုက်တာဖြစ်ပါတယ်။ မအရေးဖြစ်ရှင်းတာမှာရွေးကောက်ပွဲကဥစားပေးမဟုတ်ဘူးလို့အာဆီယံကထုတ်ပြန်ပြီးတဲ့နောက်မြန်မာနိုင်ငံကိုမလေးရှားနိုင်ငံသားရေးဝင်ကြီးဦးဆောင်တဲ့အာဆီယံနိုင်ငံသားရေးဝင်ကြီး၄ဦးအဖွဲ့လာမဲ့တင်အပါအဝင်ရန်ကုန်ခေတ်ရဲ့နေ့လည်ခင်းတင်တွေကိုတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးတင်ဆက်ပေးမယ့်တင်ကတော့အလောက်ကိုင်းနိုင်ငံကူးလက်မှတ် PJ တွေအားလုံးကို PP PD PS နိုင်ငံကူးလက်မှတ်အမျိုးအစားကိုပြောင်းလဲလျှောက်ထားခွင့်အကြမ်းဖက်စစ်တပ်ကလှုပ်ဝက်အမိန့်နဲ့လုံးဝပိတ်ပင်လိုက်တယ်လို့သိရပါတယ်မြန်မာတနိုင်ငံလုံးမှာရှိတဲ့နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးယုံတွေမှာအလောက်ကိုင်းနိုင်ငံကူးလက်မှတ်အမျိုးအစား PJ တွေကနေအလဲပတ်နိုင်ငံကူးလက်မှတ် PV ဒါမှမဟုတ် PD ဂျပန်ရဲ့ passport လို့ခေါ်တဲ့ပြပမှာအလုတ်လုံနေတဲ့ခင်မိုးဇနီးနဲ့လိုက်ပါနေထိုင်တဲ့ မိခိုနိုင်ငံသားတွေအတွက်ထုတ်ပေးတဲ့နိုင်ငံကူးလက်မှတ်ပညာရေးနိုင်ငံကူးလက်မှတ်ဖြစ်တဲ့ PE ပြောင်းလဲလျှောက်ထားတာတွေကိုဩဂတ်လ9ရက်နေ့ကစပြီးပိတ်ပင်လိုက်ပါတယ်။အရင်2024ခုနှစ်ဇွန်လ6ရက်နေ့ PJ နိုင်ငံကူးလက်မှတ်ကနေ PV နိုင်ငံကူးလက်မှတ်ကို ပြောင်းလဲတာကိုပဲပိတ်ပင်ခဲ့တာဖြစ်ပြီးအခုကတော့ PJ ကနေ PV PT နဲ့ PE နိုင်ငံကူးလက်မှတ်တွေပြောင်းလဲလျှောက်ထားတာကိုပိတ်ပင်လိုက်တာလို့သိရပါတယ်။ အခုတလောစစ်တပ်ကအသက်16နှစ်ကနေအသက်35နှစ်အတွင်းလူငယ်အမျိုးသားတွေအားလုံးကိုပြည်ကျနိုင်ငံကူးလက်မှတ်နဲ့ပြည်ပကိုထွက်ခွာခွင့်လုံးဝပိတ်ပင်ထားတာကြောင့်စစ်မှုထမ်းတင်းရှောင်မဲ့လူငယ်တွေမှာ အခြားနိုင်ငံကူးလက်မှတ်တွေနဲ့ပြည်ပကိုနီးလန်းမျိုးစုံသုံးပြီးဆက်လက်ထွက်ခွာဖို့ကြိုးစားနေကြတယ်လို့သိရပါတယ်။အဲ့လိုစစ်မှုထမ်းတင်းရှောင်ဖို့ကြိုးစားလာတာကြောင့်အဲ့ဒီအခြေအနေကို တားဆီးဖို့အကြမ်းဖက်စစ်တပ်က PJ နိုင်ငံကူလက်မှတ်ကနေအခြားနိုင်ငံကူလက်မှတ်အမျိုးအစားတွေပြောင်းလဲလျှောက်ထား권ကို လုံးဝပိတ်ပင်လိုက်တာဖြစ်ပါတယ်။ဒါအပြင် အကြမ်းဖက်စစ်တပ်ကပြည်ပကို အလဲပတ် PP နိုင်ငံကူလက်မှတ်တွေနဲ့အလဲပတ်ထွက်ခွာနေတာတွေကိုလည်းပုံမူတင်းကျပ်စီစစ်ဖို့ဆွေးနွေးတာတွေရှိနေတယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမှာကတော့မြမအေးဖြစ်ရှင်းတာမှာ ရွေးကောက်ပွဲကဦးစားပေးမဟုတ်ဘူးလို့အာဆီယံကထုတ်ပြန်ပြီးတဲ့နောက်မြန်မာနိုင်ငံကို မလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟာဆန်ဦးဆောင်တဲ့အာဆီယံနိုင်ငံခြားရေးဝန်ကြီး၄ဦးလာရောက်မယ်လို့မလေးရှားကလာတဲ့သတင်းတွေမှာ ဖော်ပြထားပါတယ်။လာမယ့်စက်တင်ဘာလ16ရက်နေ့မှာမလေးရှားနိုင်ငံခြားရေးဝန်ကြီး ထိုင်းဖိလစ်ပိုင်နဲ့အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတွေစုစုပေါင်းအာဆီယံနိုင်ငံခြားရေးဝန်ကြီး၄ဦးက မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့တွေ့ဆုံပြီးရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကိုလာရောက်စုဆောင်မေးမြန်းရှာဖွေမယ်လို့သိရပါတယ်။ဇူလိုင်လကပြုလုပ်တဲ့အာဆီယံနိုင်ငံကြားရေးဝင်ကြီးတွေအစည်းအဝေးမှာမြန်မာအရေးဖြေရှင်းရာမှာ ရွေးကောက်ပွဲကအာဆီယံရဲ့ဦးစားပေးမဟုတ်တာကိုအာဆီယံအဖွဲ့ကသဘောတူခဲ့ပြီးအာဆီယံဘုတ်သဘောတူညီချက်၅ရက်နဲ့မြန်မာအရေးလိုက်နာဖြေရှင်းဖို့မြန်မာစစ်တပ်ကိုထပ်မံတိုက်တွန်းခဲ့ပါတယ်။ မြန်မာနိုင်ငံကအာဆီယံအဖွဲ့ဝင်နိုင်ငံတနိုင်ငံ ဖြစ်ပေမဲ့လည်းအာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုလေးစားလိုက်နာဖို့ပြက်ကွက်တာကြောင့်မြန်မာစစ်တပ်ကိုအာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့ဝင်ကြီးများအဆင့်အစည်းအဝေးတက်ရောက်ခွင့်ကို2022ခုနှစ်ထဲကအာဆီယံကပိတ်ပင်ခဲ့တာပါရှင်ရှမ်းပြည်နယ်ဘက်ကသတင်းတွေကို ကြည့်အောင်ပါ ရှမ်းပြည်နယ်မြောက်ပိုင်းကုတ်ခိုင်မှာကြားဖြတ်ငွေလိမ်လုပ်ငန်းလုပ်ကင်နေတဲ့တရုတ်16ဦးကို TNL ကဖမ်းဆီးပြီးတရုတ်အစိုးရစီကို လွှဲပြောင်းပေးလိုက်တယ်လို့ TNL ကသတင်းထုတ်ပြန်ထားပါတယ်။ဩဂတ်လ10ရက်နေ့မနက်7:00နာရီခွဲက TNL က ကြားပြန်ငွေလိမ်လုပ်ငန်းလုပ်ကင်သူတရုတ်၁၆ဦးကို TNL နမ်ခမ်းမြို့နယ်ရဲ့ရဲတပ်ဖွဲ့ကနမ်ခမ်းမြို့နယ်နေဆက်ဂိတ်တနေရာကနေတဆင့်တရုတ်အစိုးရစီကို လွှဲပြောင်းပေးခဲ့ပြီးကြားပြန်လုပ်ငန်းလုပ်ကင်သူတွေကကိုခိုင်မြို့နယ်ရှာဟောကျေးရွာမှာအခြေချကကြားပြန်လုပ်ငန်းတွေလုပ်ကင်နေကြပြီးကိုခိုင်မြို့နယ်ရဲတပ်ဖွဲ့ကတရင်ရရှိပြီးတဲ့နောက်မှာတွားရောက်ဖမ်းဆီးခဲ့တာပါ တရုတ်အစိုးရစီကို TNL ကလွှဲပြောင်းလိုက်တဲ့ကြားပြန်လောက်ကန်သူတွေဟာတရုတ်နိုင်ငံသားတွေဖြစ်ကြတဲ့ကြံထန်းဝေကြံဟောင်းကျုံးနီတို့အပါအဝင်တရုတ်၁၆ဦးတို့ဖြစ်တယ်လို့သိရပါတယ်။ဇွန်လ၁၀ရက်နေ့ကလည်း TNL ကနမ်ခမ်းမြို့နယ်ကိုခိုင်မြို့နယ်နဲ့နမတူမြို့နယ်တို့ကနေဖမ်းဆီးခဲ့တဲ့ကြားပြန်လောက်ကန်သူ၁၂ဦးကိုလည်းတရုတ်အစိုးရစီကို လွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်ရှင်။ ဆက်လက်တင်ပြပေးမှာကတော့ရှမ်းပြည်နယ်တီဘောမြို့အနီးမှာရှိတဲ့စောက်လုံရင်အရာရှိရိတ်တာဝင်းကိုအကြမ်းဖက်စစ်တပ်ကလင်းရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသပြည်သူတွေက ရန်ကုန်ခေတ်စ်ကိုပြောပါတယ်။မနေ့ကဩဂတ်လ9ရက်နေ့ညနေ4:25မိနစ်ခန့်အကြမ်းဖက်စစ်တပ်ကတီဘောမြို့အနီးမှာရှိတဲ့စောက်လုံရင်အရာရှိရိတ်တာဝင်းကိုလင်းရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ အကျမ်းဘတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်တာမှာပြည်သူတွေမထိခိုက်ဘူးလို့ကနဦးသိရပြီးအဆောက်ဦးတွေထိခိုက်ပျက်စီးခဲ့ပါတယ်။အခုလိုမျိုးပဲဇူလိုင်လ20ရက်နေ့ည10:20မိနစ်ကလည်းတီဘောမြို့အခြေဆိုင်အရင်စစ်ကောင်စီတပ်စခန်းခလာရ23တပ်ရင်းစခန်းကိုစစ်တပ်ကတိုက်လေရင်နဲ့ပေါင်250ဘုံးတလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ရှင်။ မွန်ပြည်နယ်ဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်ပိနေကုန်းရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားဘဲလင်းရင်နဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်အဖိုးတအူသေးဆုံးပြီးနေအိမ်၃လုံးပျက်စီးခဲ့တယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။မနေ့ကဩဂတ်လ9ရက်နေ့မနက်9:23မိနစ်ခန့်ကပိနေကုန်းကျေးရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားဘဲလင်းရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာပါ။ အကျမ်းဘတ်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းအသက်62နှစ်အရွယ်အဖိုးတဦးသေးဆုံးကပြည်သူ၃ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်၃လုံးပျက်စီးခဲ့တယ်လို့သိရပါတယ်။အခုလိုပဲဇူလိုင်လပိုင်းကလည်းကြိုက်ထုံမြို့နယ်မှာရှိတဲ့စောင်းနိုင်ကြီးရွာဟောင်းနဲ့အလူးလေးအရှိရွာလေးရွာကိုစစ်တပ်ကလင်းရင်လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်အသက်15နှစ်အရွယ် နော်ခင်နှမ်းမွေးသေဆုံးခဲ့ပြီးနေအိမ်၅လုံးလည်းပျက်စီးခဲ့ပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လ၈ရက်နေ့ည7:73မိနစ်အချိန်နဲ့ည7:76မိနစ်အချိန်ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မင်းပြင်ကျေးရွာအထက်တန်းကျောင်းနဲ့ဖုန်ကြီးကျောင်းကိုစစ်လျင်နဲ့နှစ်ကြိမ်ဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသတင်းရင်းမြစ် Arakan Press Media ကသတင်းဖော်ပြထားပါတယ်။ လေကြောင်းတိုက်ခိုက်တာကြောင့်မင်းပြမျိုးနဲ့မင်းပြင်ကြီးရွာစာတင်ကျောင်းတစ်ခုလုံးပျက်စီးပြီးဖုံးကြီးကျောင်းဓမာယုံလည်းပျို့ကျပျက်စီးသွားတယ်လို့သိရပါတယ်ရှင်။တဖက်ကမန္တလေးတိုင်းတောင်တာမှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တအူးကလက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်လာတာကြောင့်ငွေကျပ်350ချီမြင့်လိုက်တယ်လို့မြင်းကြံ21 Gorilla Force MTGF တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ ဩဂတ်လ6ရက်နေ့တောင်သာမြို့နယ်တောင်သာမြို့ပေါ်မှာတာဝန်ထမ်းဆောင်နေတဲ့စစ်ကောင်စီအဖွဲ့ဝင်တအူးက MA2 တလက်ခဲရံတွင်နဲ့အတူမြင်းတံ21 Gorilla Force MTGF အဖွဲ့စီကိုအလင်းဝင်ရောက်ခဲ့တာပါဩဂတ်လ6ရက်နေ့တောင်သာမြို့နယ်တောင်သာမြို့ပေါ်မှာတာဝန်ထမ်းဆောင်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တအူးက MA2 တလက်ခဲရန်တွင်နဲ့အတူမြင်းကြံ21 Gorilla Force MTGF တပ်ဖွဲ့စီကို အလင်းဝင်ရောက်လာတာကြောင့်ငွေကျပ်390ချီမင်းခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီလက်အောက်မှာတာဝန်မထမ်းဆောင်ခြင်းပဲပြည်သူရင်ခွင်ဗတ်ပြောင်းခိုလုံခြင်းသူတွေကို အမြဲတမ်းကြိုဆိုပြီးလုံခြုံတဲ့နေရာရောက်တဲ့အထိတာဝန်ယူမယ်လို့မြေကြံ21 Gorilla Force MDGF တပ်ဖွဲ့ကထုတ်ပြန်အသိပေးထားပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ ထိုင်းနိုင်ငံအတွင်းလစ်လက်သွားတဲ့အလုံသမားတွေနေရာမှာပြန်လည်ဖြစ်တင်းနိုင်ဖို့အတွက်အရေးပေါ်အလုံသမားတစ်တွေလိုအပ်နေတာကြောင့်လူသစ်ဘက်ဖွင့်ဖို့နှီးဆက်နေပြီလို့ထိုင်းရောက်မြန်မာ ရွှေပြောင်းအလုံသမားရေးကူညီပေးနေသူ AAC ကိုရဲမင်းကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားပဋိပက္ခဖြစ်ပွားတာကြောင့်ကမ္ဘောဒီးယားအလုံသမားတော်တော်များများနေရပြန်ခဲ့ကြပြီးလက်တလုံးမှာအလုံသမား၄200ခန့် အရေးပေါ်လိုအပ်နေတယ်လို့ထိုင်းအလုသမာဝင်ကြီးဌာနကတရားဝင်စာတင်ထားတယ်လို့အလုသမာရေးကူညီဆောင်ရွက်နေသူတွေစီကနေသိရပါဗျ။လူသစ်ဘက်ခေါ်လာချိန်ကလည်းအလုသမာတွေအနေနဲ့ယုံကြည်စိတ်ချရတဲ့ပွဲစားတွေနဲ့လှုပ်ဆောင်ဖို့အရေးကြီးတယ်လို့အလုသမာရေးကူညီဆောင်ရွက်နေသူတွေကသတိပေးထားပါဗျ။အဲ့လိုပွဲစားတွေနဲ့လှုပ်ဆောင်ရမှာလဲအယုံမလွယ်ဖို့ငွေလိမ်မခံရဖို့တတိထားရမယ့်အပြင် အစမတန်တောင်းနေတာတွေကိုလည်းပေးတာမျိုးမလုံးမိဖို့လိုအပ်သလိုအွန်လိုင်းကနေအလွယ်တကူဆက်သွယ်ပြီးငွေပေးချေလိုက်တာမျိုးတွေမလုံးမိဖို့လိုတယ်လို့ AAC ကိုရဲမင်းကတတိပေးပြောဆိုထားပါတယ်ရှင်ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ရင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ရှားပါ